ုံးပဲမင်္ဂလာပါခင်ဗျာ Daily Dose Community မှာကြိုပြပါရစေကျွန်တော်မြန်နိုင်ပါဒီနေ့ကျွန်တော်တင်ပြပေးချင်တဲ့သင်ခန်းစာလေးက Microsoft Excel မှာအရင်ကိုအသုံးဝင်တဲ့ Excel Formula ၃ခုကိုတင်ပြပေးချင်တာဖြစ်ပါတယ်ဒီခုသင်ခန်းစာလေးကကျွန်တော်ရဲ့ Microsoft Excel Special Online Course လေးမှာတင်ပြရတဲ့သင်ခန်းစာလေးတွေကတစ်ခုလည်းပဲဖြစ်ပါတယ်ဒီမိတ်တင်ပြရမယ့် Excel Formula ၃ခုကလုပ်ငန်းခွင်မှာတကယ်ကိုပဲဉာဏ်စံထိရောက်စေတဲ့ Formula လေးတွေဖြစ်တဲ့အတွက်အားလုံးနေနဲ့ဒါလေးကိုသတိချရလေးနဲ့သိထားသင့်ပါတယ်ကျွန်တော်လည်းကျွန်တော်ဒါလေးတွေကိုကျွန်တော်ဥပမာလေးနဲ့တစ်ခါသတိချရလေးရှင်းပြပေးသွားမှာဖြစ်ပါတယ် ဓမ္မောက်တွင်နံပါတ်1 formula လေးကနေစပြီးတော့မှလေ့လာမှာဖြစ်ပါတယ်။နံပါတ်1 formula လေးကိုရှင်းပြဖို့တဲ့ကျွန်တော်ဒီမှာဇာတ်လေးတစ်ခုလောက်ထားရတယ်ပေါ့နော်။ဒါလေးကတော့ကျွန်တော်စမီဘွဲရလက်လေးပဲဖြစ်ပါတယ်။အဲ့ခါမှာဒီဘက်လေးမှာကျွန်တော်ကចောင်းသားတွေရဲ့နာမည်လေးတွေပါပါတယ်။ပြီးသွားရင်တော့ចောင်းသားတွေအားလုံးရဲ့ရမှတ်လေးတွေပါပါတယ်။ပြန်တော့ကျွန်တော်ကဗာထပ်ပြီးသိချင်တာလဲဆိုတော့ចောင်းသားလေးရဲ့ဆမီဘွဲကိုမှကျွန်တော်တို့ကဘယ်သူကတော့ဆမီဘွဲကိုအောင်းနေဘယ်သူကတော့ဆမီဘွဲကိုကြာရှုံးနေဆိုတာမျိုးကိုကျွန်တော်တို့ကအောင်းစင်းအနေနဲ့သိချင်တာဖြစ်ပါတယ် ဲ့ခါမှာကျွန်တော်တို့သတ်မှတ်ထားတဲ့အမှတ်ကလေးရှိပါတယ်ဒါကတော့အောက်မှတ်ကတော့တွားတွား40ဆိုပြီးတော့မှသတ်မှတ်ထားတယ်ပေါ့နော်40အောက်ကိုရောက်သွားတဲ့ចောင်းသားတွေကတော့ဒါစမူပွဲကိုကြာရှုံးလာဖြစ်ပါတယ်၄၀နဲ့ညီမြပြီးတော့မှ၄၀အထက်ကိုရတဲ့ចောင်းသားတွေကတော့စမူပွဲကိုအောင်လာဖြစ်ပါတယ်။ဟုတ်ပြီဒါတင်ကျွန်တော်ကဒါလေးကို formula လေးသုံးပြီးတော့မှဘယ်သူကတော့စမူပွဲအောင်ပြီးတော့မှဘယ်သူကတော့ကျတယ်ဆိုတာမျိုးကိုကျွန်တော်ကတွေ့ချက်ချင်တာဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်တို့ကဘာကိုသုံးမလဲဆိုတော့ number 1အနေနဲ့ if ဆိုတဲ့ formula လေးကိုကျွန်တော်တို့တွေသုံးမှာဖြစ်ပါတယ်။ဟုတ်ပြီ if formula လေးကကျတော့အရင်ကကျွန်တော်တို့တွေ exam မှာတကယ်ကိုသုံးဝင်တဲ့ formula လေးတစ်ခုပဲဖြစ်ပါတယ်။သူကဒီ exam စမေးဝဲမှာမဟုတ်ဘူးပေါ့နော်။ဒီလိုရလက်တင်မှာမဟုတ်ဘူး။သူကကိုရဲ့လုပ်ငန်းခွင်မှာကိုသုံးချတတ်တဲ့လိုမျိုးကိုကဒီလိုအပ်တယ်လိုအပ်တယ်လိုမျိုးအများကြီးတက်ပြီးတော့မှသုံးချလို့ရပါတယ်။ဒီမှာတော့ကျွန်တော်တို့စမေးဝဲကိုမှ online ရှုံးလားဆိုတဲ့ပုံစံလေးကိုကျွန်တော်တို့တွေ့ချက်မှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဒါကျွန်တော်အရင်ဆုံးဒီမှာကိုလိုချင်တဲ့ number 1ចောင်းသားလေးအတွက်အရင်ဆုံးစပြီးတော့မှတွေ့ကြည့်ရအောင် တဖို့အတွက်ကိုဖြည့်လို့ခြင်းတဲ့အကွက်လေးမှာကလစ်ထားထားလိုက်ပါမယ်။ပြီးတာနဲ့ဒီပေါ်ပေါ်ကဒါလေးကိုကျွန်တော်က formula bar လို့ခေါ်တာဖြစ်ပါတယ်။ဒီ formula bar လေးရဲ့တစ်ပတ်လေးမှာကျွန်တော် fx bar လေးရှိတယ်ပေါ့နော်။ဒါလေးကိုကျွန်တော်က insert function လို့ခေါ်ပါတယ်။ဒါလေးကိုတစ်ချက်လေးနှိပ်လိုက်ပါ။ဒီလိုက်ပြီးဆိုတာနဲ့တော့ဒီမှာ insert function ဆိုပြီးတော့မှ dialog box ကြီးကျလာပါလေ။အဲ့ခါမှာကျွန်တော်ကဒီမှာအောက်လေးမှာပေါ့နော် slash for function ဆိုပြီးတော့မှကောင်းတဲ့လေးနဲ့အောက်မှာ box လေးရှိပါလေ။ဒီထဲမှာကိုအသုံးပြုချင်တဲ့ဒီ formula name ကိုကျွန်တော်ကရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ကျွန်တော်ဒီတစ်ခါ if ဆိုတဲ့ formula ကိုတုံးမှဖြစ်တဲ့အတွက်ဒီမှာ if if ဆိုပြီးတော့မှရိုက်ပြီးတော့မှရှာလိုက်ပါထည့်လိုက်မယ်ပေါ့နော်ရိုက်ပြီးတော့ထည့်လိုက်ပြီးပြီးဆိုမှကျွန်တော်ရှာဖို့အတွက်ကကျွန်တော်ဒီဘက်လေးမှာ goal ဆိုတာလေးရှိတယ်ဒီ goal လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါနေလိုက်ပြီဆိုတဲ့ဒီအောက်လေးက select function ဆိုတဲ့ကောင်းလေးလေးရဲ့ဒီအောက်က box လေးထဲမှာ if နဲ့သက်ဆိုင်ရာ formula လေးတွေအများကြီးကြားလာတာကိုတွေ့ရပါလိမ့်မယ်။ဒီတစ်ခါနေပြီးတော့မှကျွန်တော်တို့အသုံးပြုမှာက if formula ဖြစ်တဲ့အတွက်ဒီမှာ if ဆိုတဲ့ function လေးကိုတစ်ချက်လေး click ထားပြီးတော့ရွေးလိုက်ပါမယ်။ပြီးတာနဲ့ဒီအောက်လေးမှာ okay လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ ဒါကြောင့်ကျွန်တော်ကထပ်ပြီးတော့မှ fashion argument ဆိုပြီးတော့မှထပ်ပြီးတော့ dialogue box တွေတခုထပ်ပြီးတော့ကြာလာပါလိမ့်မယ်။ပြီးသွားရင်တော့ကျွန်တော်ဒီမှာအောက်က box တွေထဲမှာပေါ့နော် number 1အနေနဲ့က logical test ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ logical test ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ကဘာကိုတွက်မှာလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်ရဲ့ဒီမှာရနေတဲ့အမှတ်ကိုမူတည်ပြီးတော့မှတွက်မှာပေါ့နော်။ဒီအမှတ်လေးက40အောက်ကိုနည်းသွားတယ်ဆိုရင်တော့ဒီကျောင်းသားကစံပွဲကိုကြာရှုံးမယ်။တကယ်လို့40နဲ့ညီမျှပြီးတော့မှ40အထက်ကိုရနေတယ်ဆိုရင်တော့စံပွဲကိုအောင်နေဆိုတဲ့သဘောမျိုးလေးကျွန်တော်တို့ကတွက်ချက်မှဖြစ်ပါတယ်။ တော့ကျွန်တော်ဒီမှာပထမဆုံးအနေနဲ့ logical test ဆိုတဲ့ box 3ထဲမှာကလစ်ထောက်ထားမယ်။ကစားလေးချထားပြီးတော့မှကျွန်တော်က logical test ကဘာလဲဆိုတော့ကျွန်တော်စမိဘွယ်ရလက်လေးဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်က number 1ကျောင်းသားရဲ့စမိဘွယ်ရလက်လေးဒါလေးကိုကျွန်တော်ကလစ်တစ်ချက်လေးနှိပ်ပြီးတော့မှ selection လေးလုပ်လိုက်ပါတယ်။ဒါဒီရမှတ်လေးကဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တို့ကပေါ့နော်40အောက်ကိုနည်းနေမယ်ဆိုရင်ဒီ40အောက်ကိုကျွန်တော်နည်းနေမယ်ဆိုရင်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီမှာနည်းနေရဆိုတော့ကျွန်တော်ကဘာသုံးရမလဲဆိုတော့ဒီမှာ less than လေးကိုသုံးမှာဖြစ်ပါတယ် less than ဘယ်လောက်လဲဆိုတော့40ပါဒါကြောင့်ကျွန်တော်ဒီမှာ40ဆိုပြီးတော့ရိုက်ထည့်လိုက်ပါတယ် ရမ်းမဲလေးက40အောက်ကိုနည်းနေမယ်ဆိုရင်ဒီရမ်းမဲလေးက40အောက်ကိုနည်းနေမယ်ဆိုရင်ကျွန်တော်ဘယ်လိုမျိုးအဖြေထွက်စေချင်လဲဆိုတော့ဇမင်ပွဲကိုကြာရှုံးနေဆိုပြီးထွက်စေချင်တာပါပြန်မကျွန်တော်ကဒီပုံစံတိုင်းနဲ့မှန်နေဆိုရင်ဒီအောက်လေးမှာ not a box တစ်ခုရှိပါတယ် value if true ပေါ့နော်ဒီပုံစံတိုင်းနဲ့မှန်နေဆိုရင်ဘယ်လိုပုံစံလိုချင်တာလဲဆိုတော့ကျွန်တော်ကဇမင်ပွဲကို save ဖြစ်တယ်လို့လိုချင်တာပါအဲ့တော့ကျွန်တော်ဒီမှာဇမင်ပွဲကြာရှုံးတာမလို့ fail လို့ဆိုပြီးတော့ကျွန်တော်ရိုက်ပြီးတော့မှထည့်လိုက်ပါတယ် ကလေးကမြန်မာလူလေးထည့်ခြင်းလဲဆိုတော့ဒီမှာကျွန်တော်စမှုဘက်ကိုကြာရှုံးနေဆိုရင်ဒီမှာကြာရှုံးဆိုပြီးတော့မှလာပြီးတော့မှထည့်လို့ရပါတယ်။ကျွန်တော်ဒီမှာ fail လို့ပဲထည့်လိုက်မယ်ပေါ့နော်။ပြီးတော့ဒီမှာ value if false တကယ်လို့များကွာ leave out ကိုမနေနိုင်ဘူးဆိုရင်တော့ဘာဖြစ်မလဲဆိုစမှုဘက်ကိုအောင်းနေဆိုပြီးထည့်ခြင်းတာပါ။အဲဒါမှကျွန်တော်ဒီမှာ pss pass ဆိုပြီးတော့မှထည့်လိုက်ပါတယ်။ကလေးကမြန်မာလူလေးထည့်ခြင်းလဲဆိုရင်တော့တဝေတူအားကြီးချာငါတာအောင်းဆိုပြီးတော့လည်းထည့်လို့ရတယ်ပေါ့နော်။ကျွန်တော်ဒီကြိုင်လေးပဲထည့်လိုက်မယ်ပေါ့။ လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစမြင့်ထိကျွမ်းကျင်စွာတက်မြောက်လိုသူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်ရိုင်းမှာမတိမဖြစ်သိထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေ၊အရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ formula function အသုံးပြုပုံတွေနဲ့ advanced feature advanced formula function တွေ၊ pivot table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျတင်ကြားရမှာဖြစ်ပါတယ်။ တင်ကန်းသာဗီဒီယိုပေါင်းတရားကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအစဉ်ပြေစွာဖြင့်ဆက်နွှဲကြလေ့လာတင်ကြားရမှာဖြစ်ပါတယ်။ပုံမှန်သင်တန်းကြီး၄900ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး2000ကျပ်ထက်နဲ့လက်ခံပေးနေတာဖြစ်ပါတယ်။အထူးသင်တန်းကြီးတွေကရဲကန့်သက်လေးတည်းရှိတာမို့သင်တန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ Hobby Talent Channel ဒီမှာ Formula နဲ့သက်ဆိုင်ရာအားလုံးထည့်ပေးသွားပါပြီ။ပြီးတာနဲ့ကျွန်တော်ဒီအောက်လေးမှာ OK ဆိုတာလေးတွေ့ရပါမယ်။ဒါလေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ။ဒါနဲ့ဒီမှာကြည့်လိုက်ပါကျွန်တော်တို့ Face ဆိုပြီးတော့မှထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဘာကြောင့်မလို့နံပါတ်1ចောင်းသားလေးကဖေးဖြစ်တာလဲဆိုတော့သူ့ရဲ့ရမယ့်ကိုသွားပြီးတော့ကြည့်တဲ့အခါမှာရမယ့်လေးက29မဲ့ပဲရတာကိုတွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်သတ်မှတ်ထားတဲ့အောင်မက်ကကျတော့အမက်40ပါ။ဒါကြောင့်မလို့သူကအမက်40အောက်ကိုနည်းနေတာဖြစ်တဲ့အတွက်စမုပ်ဘွဲကိုကြာရှုံးသွားတယ်ဆိုပြီးတော့မှရလက်လေးထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဖြစ်တော့ဒီအောက်လေးမှာလည်းចောင်းသားတွေအများကြီးရှိသေးတယ်။ဒါတွေအားလုံးရဲ့အဖြေကိုရဖို့အတွက်လည်းပဲပထမတွေ့ထားတဲ့ဒီအဖြေလေးကိုပဲကျွန်တော်ပြန်ပြီးတော့မှဆွဲချလိုက်မယ်ပေါ့နော်။အဲဒီရထားပြီးသားအဖြေကွက်လေးမှာကလေးထောက်ထားမယ်။ပြီးတော့ဒီဆဲကွက်လေးရဲ့ညာဘက်ထောင်အော်ချီလေးပေါ်မှာ mouse လေးတင်လိုက်တဲ့အခါမှာဒီလိုအပေါင်းလက္ခဏာလေးပေါ်လာပါလိမ့်မယ်။အဲခါမှာ mouse ကနေကလစ်ဖိထားပြီးတော့မှအောက်ဆုံးထိကျွန်တော်ဒီလိုမျိုးလေးဆွဲချလိုက်လို့ရပါတယ်။ဒါနဲ့ကျွန်တော်အားလုံးအဖြေလေးထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။နံပါတ်1ចောင်းသူလေးကသူဟာဒီမှာအမှတ်က35မှတ်ပဲရရတယ်ပေါ့နော်။ သုံးဆင်းရမယ်ဆိုတာက40အောက်ကိုနည်းသွားပြီဖြစ်တဲ့အတွက်စမီဘွဲကိုသူချရှုံးသွားတယ်ဆိုပြီးတော့မှထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုပါပဲကျွန်တော်နံပါတ်3ចောင်းသူလေးကကျတော့ကျွန်တော်အမှတ်40ရပါတယ်40ကကျွန်တော်သတ်မှတ်ထားတဲ့အမှတ်ပေါ့နော်အောင်မှတ်ကိုကွက်တီရနေတာဖြစ်တဲ့အတွက်သွားစမြုပ်ဘက်ကိုအောင်နေဆိုပြီးတော့မှထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်က formula လေးကိုသုံးချရှင်းအပြင်ကကျတော့ကျွန်တော်ရဲ့ဒီရမှတ်လေးတွေပြောင်းလဲသွားတာနဲ့လည်းပဲသူ့ရဲ့ဒီဘက်မှာရှိနေတဲ့ကျွန်တော်ရဲ့အဖြေလေးကလည်းလိုက်ပြီးတော့ပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုလျောက်လိုက်ပြီးတော့ပြောင်းလဲပြနေတဲ့အချိန်ရှိတယ်ပေါ့နော် ဥပမာအနေနဲ့သူက29မဲ့ဆိုတော့ဒါ40အောက်ကိုနည်းနေတယ်။ဒီလိုကွာဒါ29မဲ့မဟုတ်ဘူးဥပမာသူက46မဲ့ပဲထားပါတော့။ဒါနဲ့ကွာဒီမှာ49ဆိုပြီးတော့ပြောင်းပြီးတော့မှထည့်လိုက်ပါမယ်။ဒီတဲ့ကိုလို့ထည့်ပြီးသွားတယ်ကျွန်တော်အန်ဒါတစ်ချက်လေးနှိပ်လိုက်ပြီးဆိုရင်ဒီဘက်ကအဖြေလေးဘယ်လိုဖြစ်သွားမလဲဆိုတော့ကိုတစ်ချက်လေးကြည့်လိုက်ပါကျွန်တော်49ကိုလို့ရိုက်ထည့်ပြီးတာနဲ့အန်ဒါတစ်ချက်လေးနှိပ်လိုက်ပြီးဆိုတာနဲ့ကြည့်လိုက်ပါဒီဘက်လေးမှာကျွန်တော်တို့ face ဆိုတာလေးကပြောက်သွားပြီးတော့မှ pass ဆိုပြီးတော့မှဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့49မဲ့ဆိုတော့စမူဘက်ကိုအောင်းသွားတာဖြစ်တဲ့အတွက်သူကဒီမှာ pass ဆိုပြီးတော့မှချက်ချင်းပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါလေးကလည်းပဲကျွန်တော်တို့ရိုးရှင်းရှင်းလေးနဲ့အရန်ကိုအသုံးဝင်တဲ့ if formula လေးပဲဖြစ်ပါတယ်။ဒါလေးကတော့ number 1 formula လေးပါ။ဒါလေးကိုရသွားပြီဆိုရင်တော့ကျွန်တော် number 2 formula လေးကိုဆက်လက်ပြီးတော့မှလေ့လာမှာဖြစ်ပါတယ်။ number 2 formula လေးကတော့ဒီဘက်လေးမှာပေါ့နော်။ဒီမှာကျွန်တော်ဆရာလေးတခုရှိပါတယ်။အဲ့ခါမှာကျွန်တော်ကဘာလေးလုပ်ချင်တာလဲဆိုတော့ကျွန်တော်ဒါလေးကတော့အယောင်စင်းတခုလေးဖြစ်ပါတယ်။အဲ့ရောင်းစင်းလေးမှာကျွန်တော်တို့ကဒီဘက်လေးမှာ quantity လေးတွေရှိပါတယ်။ပြီးဒီဘက်လေးမှာတော့ total price ရှိတယ်ပေါ့နော်။အဲ့ဒါကိုကျွန်တော်တို့ကအချုပ်စင်းအနေနဲ့တယောက်လေးမှာ total ဆိုပြီးတော့မှထပ်ပြီးတော့မှတွက်ချင်တာဖြစ်ပါတယ်။ အဲ့ခါမှာကျွန်တော်ဒီမှာရောင်းရတဲ့မြတ်စီရင်နေအားလုံးကို total price တွေအားလုံးကိုကျွန်တော်တို့ကစုစုပေါင်းဘလောက်ဖို့ရောင်းရတယ်ဆိုတာကိုစုစုပေါင်းအချုပ်အနေနဲ့ကျွန်တော်တို့ကသိချင်တာဖြစ်ပါတယ်။အဲ့လိုမျိုးကျွန်တော်စုစုပေါင်းအချုပ်အနေနဲ့သိချင်မှုအတွက်ကကြတော့စုစုပေါင်းကိုသိချင်တဲ့ဆိုရင်ကျွန်တော်က bar formula ကိုသုံးပြရမယ်ဆိုတော့ကျွန်တော်ကပေါင်းပြဖို့လိုအပ်တယ်ပေါ့နော်။ပေါင်းပြဖို့အတွက်ကကြတော့ကျွန်တော်က bar formula သုံးမယ်ဆိုတော့ sum ဆိုတဲ့ formula လေးကိုကျွန်တော်တို့သုံးမှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဒါကျွန်တော် sum ဆိုတဲ့ formula လေးကိုသုံးဖို့အတွက်လည်းပဲကိုအဖြေလိုချင်တဲ့အကွက်လေးမှာကလေးထောက်ထားလိုက်ပါမယ်။ထောက်ထားပြီးပြီဆိုတာနဲ့ကျွန်တော်ဒီဘောလေးကဒီစနက fx ဆိုတဲ့နေရာလေးကိုပဲတစ်ချက်လေးနှိပ်လိုက်ပါမယ်။ နှိမ့်လိုက်ပြီးသွားတာနဲ့ကျွန်တော်တို့ကကိုအသုံးပြုမဲ့ formula လေးကိုဒီမှာရိုက်ပြီးတော့မှရှာပြရမှာဖြစ်ပါတယ်။ကျွန်တော်က sum formula လေးကိုသုံးမှဖြစ်တဲ့အတွက်ဒီမှာ sum ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်ပါ။ပြီးတာနဲ့ကျွန်တော်ဒီမှာ goal လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ။ပြီးတော့ဒီအောက်လေးမှာကျွန်တော် sum နဲ့သက်ဆိုင်ရာအများကြီးကြာလာပါလိမ့်မယ်။ဒီထဲကနေကျွန်တော်သုံးမှာက sum formula လေးဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ sum ဆိုတာလေးကိုတစ်ချက်လေးနှိပ်ပြီးတော့ရွေးပြလိုက်ပါ။ပြီးတာနဲ့ okay လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ။နောက်ထပ်ထပ်ပြီးတော့မှ fashion argument ဆိုပြီးပေါက်စီထပ်ပြီးတော့ကြာလာပါလိမ့်မယ်။ အလီမီတန်လာပြီဆိုရင်ကျွန်တော်ကဒီမှာကိုပေါင်းချင်တာကပါလေပေါ့နော်ဒီမှာ number 1ဆိုတဲ့အကွက်လေးရှိတယ်။ဒီကွက်လေးထဲမှာကျွန်တော်ကကစားလေးချထားမယ်။ချထားပြီးတော့မှကိုပေါင်းချင်တာကဒီမှာ total price တဲ့အလုံးကိုအစားကနေအဆုံးထိရမှတ်မ်းအလုံးကိုပေါင်းချင်တာဖြစ်ပါတယ်။အလိုပေါင်းဖို့တော့ကျွန်တော်အစားကနေပြီးတော့ mouse ကနေ click ဖိထားပြီးတော့မှဟိုအောက်ဆုံး၁၀ကွက်ထိကျွန်တော်ဒီမှာ selection လေး click ဖိပြီးတော့မှပေးလိုက်မှဖြစ်ပါတယ်။အဲကျွန်တော်ရမှတ်မ်းစင်အလုံးကိုပေါင်းမယ်ဆိုတဲ့အတိပ္ပယ်လေးပါ။အဲခါမှာဒီမှာကျွန်တော်တို့ click ထောက်ပြီးတော့မှတ်မှတ်လိုက်တဲ့၁၀ကွက်ထိအလုံးထိတွေကိုဝင်သွားပါပြီ။ ီးပြီဆိုတာနဲ့ဒီအောက်လေးမှာ okay စာလေးရှိပါတယ်။ okay လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ။ဒါဆိုကျွန်တော်ဒီမှာအပြည့်လေးရလာပါပြီ။အဲဒါဆိုကျွန်တော်တို့ဒီမှာစုစုပေါင်းအနေနဲ့ total price ပေါ့နော်စုစုပေါင်းကျွန်တော်တို့ဒီကွန်ပျူစီတွေအားလုံးကြောင်းလာတာကစုစုပေါင်းငွေတန်ဖိုးက၄သိန်း၈၀၀၀၄၀၀၀တလောက်ရှိတယ်ဆိုတာကိုရရှိမှာဖြစ်ပါတယ်။ဒါရောကျွန်တော်က sum formula ကိုတောင်းလိုက်ပြီးတော့မှအားလုံးကိုစင်းနေအားလုံးကိုကျွန်တော်တို့ပြီးပေါင်းလိုက်တာဖြစ်ပါတယ်။ အဲ့လိုပဲကွာဒီမှာ quantity တွေရှိနေတယ်ပေါ့နော်ကိုယ့်ဒီမှာ complexity တွေရှိတယ်ပန်းသီးတွေလိမ္မော်သီးတွေဒါတွေအားလုံးရဲ့ quantity ဒီမှာရှိတယ်ရောင်းလိုက်ရတဲ့မြတ် quantity အရွယ်ဒီအရေးအတွက်ပေါ့နော်အရေးအတွက်ဘယ်လောက်ရှိလဲစုစုပေါင်းကိုကျွန်တော်ပြန်ပြီးတော့မှသိချင်တယ်အဲ့ခါမှလည်းအလိုပါပဲကျွန်တော်ကစုစုပေါင်းကိုသိချင်တာမလို့ sum ဆိုပြီးတော့မှကျွန်တော်ပေါင်းလိုက်မှဖြစ်ပါတယ်အဲ့ကိုဖြည့်လို့ခြင်းနဲ့ quantity မှာကလေးထောက်ထားပြီးတော့ကျွန်တော်ဒီမှာ fa ဆိုတဲ့ formula လေးကိုတစ်ချက်လေးတကောင်လေးကိုတစ်ချက်လေးနေလိုက်မယ် တင်လိုက်ပြီးသွားရင်ကျွန်တော်ကဒီမှာဒီတစ်ခါကျတော့ကျွန်တော်က sum ကိုရိုက်ပြီးတော့မှမရှာတော့ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီအောက်လေးမှာပေါ့နော် select function ဆိုတဲ့ဒီ box လေးထဲမှာကိုယ်အသုံးပြုခဲ့ပူတဲ့ sum cell formula လေးကပေါ်နေပါတယ်။အဲ sum လေးကို click နေပြီးတော့မှရွှေ့ပေးလိုက်မယ်။ရွှေ့ပေးလိုက်ပြီးဆိုတာနဲ့ကျွန်တော်ကဒီအောက်လေးမှာ okay လေးကိုတစ်ချက်လေးနေပေးလိုက်မှဖြစ်ပါတယ်။ဒါဖြင့်ကျွန်တော်ဒီမှာရသွားပါပြီ။ရသွားပြီဆိုရင်ကျွန်တော်ကဒီမှာ number 1ဆိုတဲ့ဒီ box လေးထဲမှာခုနကလိုပဲကိုပေါင်းချင်တဲ့ဆဲကွက်တွေကို selection လုပ်ပေးရမှာဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်ကိုပေါင်းချန်တဲ့ quantity ကိုမှအစားကနေအဆုံးထိကို mouse ကနေ clip ဖိထားပြီးတော့မှဒီလိုလေးအဆုံးထိ selection လေးပြလိုက်ပါတယ်ဟုတ်ပြီ selection ပြပြီးသွားတာနဲ့ဒီမှာ okay လေးကိုတစ်ချက်လေးနေပြလိုက်ပါနေလိုက်ပြီဆိုတော့ねကျွန်တော်တို့ဒီမှာ quantity စုစုပေါင်း1935ခုရှိတယ်ဆိုတာကိုရရှိသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့စင်းရင်းဒီမှာပေါင်းချင်တဲ့အခါလေးမှာဂိန်းငနန်းလေးကိုပေါင်းချင်တယ်ဆိုရင်ကျွန်တော်က sum formula လေးနဲ့အလွယ်တကူလေးပေါင်းလို့ရတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဲ့လိုမျိုးပေါင်းတဲ့အခါမှာလည်းကျွန်တော်တို့ကဒီမှာအပေါ်လေးကပေါ့နော်ဒီ FA ဆိုတဲ့ account လေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ပေါင်းလို့ရတယ်လို့မျိုးပဲကျွန်တော်တို့ကကိုကိုတိုင်း sum ဆိုပြီးတော့မှ formula လေးရေးပြီးတော့လည်းကျွန်တော်တို့ကပေါင်းလို့ရပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဥပမာအနေနဲ့ဒီအဖြေနှစ်ခုကိုကျွန်တော် clip ဒီမှာ selection ပြန်ပေးပြီးတော့မှ delete နဲ့နှိပ်ပြီးတော့မှဖြတ်လိုက်ပါမယ်လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျက်စွာအသုံးပြုနိုင်ဖို့အတွက်ကွန်ပျူတာ business online class တွေကိုတက်ရောက်နိုင်ပါတယ် Computer Basics Online Class လေးမှာတော့ Windows 10အသုံးပြုပုံလုပ်ငန်းတစ်ပယ်တိုင်းမှာအရန်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ Internet Email အသုံးပြုပုံတွေ Software Download and Install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအသိပေးစွာနဲ့စနစ်တကျလေ့လာသင်ကြားရမှာဖြစ်ပါတယ်။ပုံမှန်သင်တန်းကြီး9800ကျပ်စာယခုလအတွင်းမှာအထူးသင်တန်းကြီး3000ကျပ်တက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။ တယ်အထူးတင်တဲ့ကြီးလေးကရဲကန့်တက်လေးတည်းရှိတာမို့အနည်းဆုံးတစ်ယောက်ဖို့ကိုလည်းဖိတ်ခေါ်ရပါတယ်ခင်ဗျာဖိလိုက်ပြီးတော့ကျွန်တော် formula ရေးပြီးတော့မှပေါင်းမယ်ဆိုပါဆိုပါနော်အဲကျွန်တော်ဒီမှာ quantity ဆိုရင် quantity လိုချင်တဲ့ quality မှာကလေးထောက်တာပြီးတာနဲ့ formula ရေးဖို့အတွက်ကညီမချင်းလေးရေးပါမယ်ပြီးတာနဲ့ SUM sum ဆိုပြီးတော့မှလာပါမယ်ပြီးတော့ကျွန်တော်ခွင်းစာလေးလာပါမယ်ညီမချင်းစမခွင်းစားပါတော့ပြီးတာနဲ့ကိုပေါင်းချင်တဲ့ကိန်းကနေကိုကျွန်တော်က selection ပေးလိုက်ရုံပါပဲကိုပေါင်းချင်တဲ့က quantity ကိုအစားကနေအဆုံးထိမလို့အစားကနေအဆုံးထိကိုဒီမှာ click ဖြစ်ပြီးတော့မှ selection လေးပေးလိုက်ပါတယ် ပြီးတာနဲ့ကျွန်တော် keyboard ကနေပြီးတော့မှ enter ဆိုတဲ့ခလုတ်လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ။အဲကျွန်တော်ဒီမှာ quantity စုစုပေါင်း1935ခုရှိတယ်ဆိုတာကိုထွက်လာတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ပြီးတာနဲ့ကျွန်တော် total price ကိုလည်းပဲဘယ်လောက်ဖို့ရောင်းရတဲ့ဆိုစုစုပေါင်းကိုကျွန်တော်လိုချင်နေဆိုပါဆို။ဒါကြောင့်ကျွန်တော်ကထပ်ပြီးတော့မှ sum formula ကိုထပ်တွက်ပြီးတော့မှမသုံးတော့ဘူး။ဒီဘက်လေးမှာကျွန်တော်တွက်ထားတဲ့ sum formula ရှိတယ်ပေါ့နော်။ဒီဆဲကွက်လေးရဲ့ညာဘက်ထောင်အောက်ခြေလေးပေါ်မှာ mouse တင်လိုက်မယ်။အဲကမှအမဲရောင်အပေါင်းလက္ခဏာလေးပေါ်လာပြီဆိုရင်အဲ့မှာ mouse ကနေ clip ပြထားပြီးတော့မှဒီဘက်လေးကိုကျွန်တော်ဆွဲပြီးတော့မှချလိုက်ပါမယ်။ ဒီဘက်လေးကိုဆွဲပြီးတော့မှကျွန်တော်တွေးလိုက်တဲ့အခါမှာပို့လိုက်တဲ့အခါလေးမှာဒီမှာတက်ပြီးတော့လေစမ်းဖွင့်မြလာလေးကဒီမှာ total price အားလုံးကိုတွက်ချက်ပြီးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ကကင်ကနန်းလေးကိုပေါင်းချင်တဲ့အခါမှာစမ်းဖွင့်မြလာလေးကိုတုံးလိုက်ပြီးတော့မှ ready ကိုပေါင်းလိုက်တာဖြစ်ပါတယ်။ဒါတော့ number 2 formula လေးဖြစ်ပါတယ်။ဒါလေးကိုနားလည်သွားပြီဆိုရင်တော့ကျွန်တော် number 3 formula လေးကိုဆက်လက်ပြီးတော့မှလေ့လာမှာဖြစ်ပါတယ်။ဟုတ်ပြီ number 3ကိုသွားမယ်ပေါ့နော်။ number 3မှာလည်းပဲကျွန်တော်ကဒီမှာဗာလေးရှိလဲဆိုတော့ customer ID လေးတွေရှိပါတယ်ပြီးတော့ customer name လေးတွေရှိပါတယ် ပြောတိ customer လေးတွေရဲ့ address လေးတွေရှိပါတယ်။အဲ့ခါမှကျွန်တော်ကဘယ်လိုမျိုးသိချင်တာလဲဆိုတော့ဒီဘက်လေးမှာကျွန်တော်က box လေးကိုသိချင်တဲ့အားလေးကိုလောက်ထားတာရှိတယ်ပေါ့နော်။ဘယ်လိုသိချင်တာလဲဆိုတော့ကျွန်တော်ကဒီမှာ customer ID နဲ့ customer name ရှိတယ်။ကျွန်တော်က customer ID ဆိုတဲ့နေရာလေးမှာကွာ customer ID နံပါတ်လေးကိုထည့်လိုက်ရုံနဲ့တန်းပြီးတော့မှဒီအောက်ကဒီ customer name ဆိုတဲ့ box လေးထဲမှာ customer ID ကိုထည့်လိုက်တာနဲ့အဲ့ customer ID နဲ့သက်ဆိုင်ရာနာမည်ပေါ့နော်သူရဲ့ customer name လေးချက်ချင်းကြာလာတာမျိုးကိုကျွန်တော်ကလိုချင်တာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ဒီမှာ customer ID နေရာမှာ2ဆိုပြီးတော့ထည့်လိုက်တယ် အဲ့ခါမှာကျွန်တော်စင်းရင်းမှာသွားကြည့်တဲ့အခါမှာ customer ID number 2ကဘာလို့လဲဆိုတော့ customer name ကဒီမှာ hailing test ဆိုတာကိုကျွန်တော်တွေတွေ့ရမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်ကစင်းရင်းနည်းနည်းလေးဆိုတော့ရှားရတာလွယ်တာပေါ့နော်။2ဆိုရင်2ကဘာလို့လဲသွားကြည့်မယ်။ hailing test ဆိုရင် hailing test ဆိုတဲ့နာမည်ကိုကျွန်တော်ကမှတ်လာပြီးတော့မှဒီမှာ customer name နေရာမှာရိုက်ပြီးတော့မှထည့်လိုက်စေဆိုရင်လည်းရတယ်ပေါ့။ဒါပေမဲ့ကျွန်တော်ကစင်းရင်းလေးဒီလိုမျိုးနည်းနည်းလေးရှိနေတယ်ဆိုရင်တော့အဲ့လိုမျိုးသွားကြည့်ပြီးတော့ရှားပြီးတော့မှထည့်မယ်ဆိုရင်ကျွန်တော်ကိစ္စမရှိဘူးပေါ့နော်။ ကိုယ့်ရဲ့လုပ်ငန်းကမှတကယ်အစင်းနေအများကြီးဖြစ်လာတဲ့ခါမှာကျတော့တယောက်ချင်းစီကကိုလိုက်ပြီးတော့မှရှာပြီးတော့မှထည့်နေမယ်ဆိုရင်ကျတော့အချိန်လေးအများကြီးကြာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ကဒီမှာ customer ID number ကိုကျွန်တော်ကထည့်လိုက်ပြီးဆိုတာနဲ့တယောက်လေးမှာ customer name လေးကအလိုလျောက်ထွက်လာတာမျိုးကိုလိုချင်တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အဲ့လိုမျိုးထွက်လာအောင်ဘယ်လိုလုပ်ရမလဲပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာ number 3 formula လေးကိုသုံးမှာဖြစ်ပါတယ်။အဲ့တော့ကိုလိုအဖြေလိုချင်တဲ့အကွက်လေးမှာ click ထောက်ထားပြီးတာနဲ့ဒီပေါ်လေးက FA ဆိုတဲ့ account လေးကိုတစ်ချက်လေးနေလိုက်ပါမယ်။ ်နေလိုက်ပြီးသွားရင်ကျွန်တော်ကဒီမှာဘာလေးကိုသုံးပါလဲဆိုတော့ဒီ box လေးထဲမှာကိုသုံးချင်တာက fill lookup စာလေးကိုကျွန်တော်ကသုံးမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်က fill lookup ဆိုပြီးတော့မှရိုက်ပြီးတော့ရှာလိုက်ပါ။ကျွန်တော်ကတော့ရှာပြီးသားဖြစ်တဲ့အတွက်ဒီအောက်လေးမှာ fill lookup ဆိုပြီးတော့ပေါ်နေတယ်ပေါ့နော်။ဒီ fill lookup လေးကိုပေါ်လာပြီးဆိုရင်ကျွန်တော်ကတစ်ချက်နှိပ်လိုက်။နှိပ်လိုက်ပြီးသွားတာနဲ့ဒီမှာ okay လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ။အဲဒါကျွန်တော်က fashion argument ဆိုပြီး box လေးထည့်ပြီးတော့ကြာလာပါပြီ။ ကျလာတဲ့အခါမှာ number 1အနေနဲ့ကကျွန်တော်က lookup value ပေါ့နော်။ဘယ်ဟာကိုကျွန်တော်က lookup လုပ်မှလဲဆိုတော့ကျွန်တော်ရဲ့ဒီ customer ID ပေါ်မှာ lookup လုပ်မှာပါ။ customer ID ပေါ်မှာမူတည်ပြီးတော့မှ customer ID ပြောင်းသွားတာနဲ့ဒီမှာ number လေးရပါသူ့အလိုလျောက်လိုက်ပြီးတော့ update ဖြစ်သွားတာမျိုးကိုလိုချင်တာပေါ့နော်။အဲကျွန်တော်က customer ID ပေါ်မှာမူတည်ပြီးရှာမှာမလို့ဒီမှာ lookup value ဆိုတဲ့အကွက်လေးမှာ click ထောက်ထားပြီးတော့မှ customer ID လေးကို click တစ်ချက်နှိပ်ပြီးတော့မှ selection လေးပေးလိုက်မှာဖြစ်ပါတယ်။ ပြီးတော့နံပါတ်2အနေနဲ့ကတော့ table array ပေါ့နော် table array ကတော့ကျွန်တော်က bed table တွေကနေကျွန်တော်ကသုံးမှာဖြစ်လဲဆိုတော့ကျွန်တော်ဒီဘက်မှာရှိနေတဲ့ table ကိုကျွန်တော်ကသုံးမှာဖြစ်ပါတယ်ဒီ table array ထဲမှာ cursor လေးချပြီးတော့မှကိုယ့်ရဲ့ table လေးကိုကျွန်တော်တို့အစားကနေအဆုံးထိ click ဖြည့်ပြီးတော့မှ selection လေးပေးလိုက်မှဖြစ်ပါတယ်။ပြီးရင်တော့ number 3အနေနဲ့ကတော့ column index number ပေါ့နော်။ column index number ကတော့ကျွန်တော်ကဘာကိုပြောရလဲဆိုတော့ကျွန်တော်လိုချင်တာကဒီမှာ customer name ကိုလိုချင်တာ။ customer name ကကျွန်တော်ရဲ့ဒီ table လေးထဲမှာဆိုရင် column number ဘယ်လောက်မှရှိလဲဆိုတော့ကိုကျွန်တော်တို့ကထည့်ရမှဖြစ်ပါတယ်။ ဲ့ခါမှာကျွန်တော်တို့ရဲ့ customer name လေးကကျွန်တော်ရဲ့ table မှာ column number ဘယ်လောက်မှရှိတယ်ဆိုတာကိုသိဖို့အတွက်ဆိုရင်ကျွန်တော်တို့ table မှာ column number 1ကဘာလဲဆိုတော့ customer ID ကတော့ဒါထိပ်ဆုံးမှရှိတာမလို့ column number 1ပေါ့နော်နံပါတ်2ကတော့ customer ID ကနံပါတ်2နေရာမှာရှိရဆို column number 2ဖြစ်ပါတယ်။ address ကတော့ column number 3ပေါ့နော်။အဲကျွန်တော်က customer name ကနံပါတ်2နေရာမှာရှိတာမလို့ column index number ဆိုတဲ့အကွက်လေးမှာကစားချပြီးတော့မှနံပါတ်2ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်မှဖြစ်ပါတယ်။ပြီးရင်တော့ range lookup ဆိုတဲ့နေရာလေးပါ။ range lookup မှာကျွန်တော်ဒီမှာကစားလေးချလိုက်ပါ။ ကာသလေးချလိုက်တဲ့အခါမှာတယောက်လေးမှကျွန်တော်တို့ကဘာလေး question ကိုထည့်ရမလဲဆိုတော့ကိုဒီမှာပြောပြပေးတယ်ပေါ့နော်။သူထည့်ရမှာကတော့ true နဲ့ false နဲ့ကိုထည့်ရမှာပါ။ true ကတော့နီးစက်ရာကိုကျွန်တော်တန်ဖိုးကိုယူတဲ့အခါယူတဲ့အခါမှာထည့်တာဖြစ်ပြီးတော့မှ false ကတော့အတိအကျလိုတဲ့အခါမှာထည့်တာဖြစ်ပါတယ်။ကျွန်တော်ကအဖြေအတိအကျကိုလိုချင်တာမလို့ဒီမှာဒီအခွက်လေးထဲမှာ false ဆိုပြီးတော့မှကြက်ပြီးတော့မှထည့်လိုက်မှာဖြစ်ပါတယ်။ FAL SC false ဆိုပြီးတော့မှထည့်လိုက်ပါတယ်။ပြာနဲ့ဓာတ်ရင်အားလုံးဖြစ်ပြီးသွားပြီဆိုတာနဲ့ဒီအောက်လေးမှာ okay လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ ဒါဆိုရင်ကြည့်လိုက်ပါ customer name နေရာမှာတက်ပြီးတော့မှ hailing ထဲဆိုပြီးထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။သွားပြီးတော့စစ်ဆေးတဲ့အခါမှာလည်းပဲဒီမှာ number 1 customer ID number 1ကဘာလို့လဲဆိုတော့ hailing ထဲဆိုပြီးတော့မှတွေ့ရမှာဖြစ်ပါတယ်။အဲ့ခါမှာကျွန်တော်က number 1မဟုတ်တော့ဘူးကိုသိချင်တာက number 1ပဲဆိုပါဆိုထားတဲ့ quality မှာ customer ID နေရာမှာကျွန်တော်1ဆိုပြီးတော့ရိုက်ပြီးတော့မှထည့်လိုက်တယ်။ပြီးရင်ကျွန်တော် under နှိပ်လိုက်တာနဲ့ဘယ်လိုဖြစ်သွားမလဲဆိုတာတစ်ချက်လေးကြည့်လိုက်ပါ။ကျွန်တော်ဒီမှာ under တစ်ချက်လေးနှိပ်လိုက်ပါတယ်။ထားတဲ့ကြည့်လိုက်ပါ1ကိုထည့်လိုက်တာနဲ့ကျွန်တော် under ခောက်လိုက်တာနဲ့တန်းပြီးတော့မှ1နဲ့တစ်ဆိုင်ရ hammer နဲ့ဆိုပြီးတော့မှထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်စီးရင်မှာတွားပြီးကြည့်မယ်ဆိုရင်လည်းပဲ customer ID number 1ကဖမ်းမနိုင်စွာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်က1မဟုတ်တော့ဘူးကိုသိချင်တာက number 3ပဲဆိုပါဆိုတော့ tracking quality မှာဒီနေရာလေးမှာ3ဆိုပြီးတော့မှပြောင်းပြီးထည့်လိုက်တယ်။ပြီးရင် enter တစ်ချက်နှိပ်လိုက်ပြီးဆိုတာနဲ့ကြည့်လိုက်ပါ။ mezin link ဆိုပြီးတော့မှထွက်လာတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်စီးရင်မှာတွားပြီးတော့ကြည့်မယ်ဆိုရင်လည်းပဲ number 3က mezin link ဆိုပြီးတော့မှထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့က customer ID ကိုထည့်လိုက်တာနဲ့သူရဲ့သက်ဆိုင်ရာ customer name လေးကြားလာအောင်လို့ဒီ number 3 formula လေးကိုကျွန်တော်တို့တွေ့လိုက်တာဖြစ်ပါတယ်။ ယခုသင်ခန်းစာလေးကမျိုးစုတွေလုပ်ငန်းခွင်အတွက်ကြိုးရှိမယ်လို့ယုံကြည်ပါတယ်ဒီ formula လေး၃ခုကမျိုးစုတွေအတွက်ကြိုးရှိမယ်ဆိုရင်ကျွန်တော်တို့ comment လေးမှာလည်းပဲရေးခဲ့ပြပါဒီ formula ၃ခုထဲမှာဘယ် formula ကိုမျိုးစုကလက်ရှိမှာအသုံးပြုနေတယ်ဘယ် formula ကိုအကျိုက်ဆုံးလဲဆိုတာကိုလည်း comment လေးမှာရေးခဲ့ပြပါခင်ဗျာဒီခုလိုမျိုးကျွန်တော်တို့ Excel ကိုအခြေခံကနေစတင်ပြီးတော့မှစနစ်တကျနဲ့ကြွမ်းကျင်သွားတဲ့တက်မြောက် channel ဆိုရင်ကျွန်တော်ရဲ့ Microsoft Excel Special Online Course လေးကိုလည်းတက်ရောက်နိုင်ပါတယ်ပုံမှန်သင်တန်းခြေလေးတောင်းကိုတောင်းချက်စာယခုလအတွင်းမှာအထူးသင်တန်းခြေနောက်တောင်းကိုချက်တဲ့နဲ့ကျွန်တော်လက်ခံပေးနေတာဖြစ်ပါတယ်ကြောင့်မို့သင်တန်းလေးကိုတရားဖို့ကိုလည်းဖိတ်ခေါ်ပါပါခင်ဗျာသင်တန်းလေးကိုတရားချက်နေဆိုရင်တော့ Daily Dose မြူတာပိုင်းအမည်နဲ့ဆိုတဲ့ Facebook Page Messenger မှာတင်နေအလို့ရပါတယ်ဒီဗီဒီယိုလေးရဲ့ပုံမှန်ပါတဲ့ဖုန်းနံပါတ်လေးကိုလည်းဆက်သွယ်လို့ရပါတယ်အဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းတင်နေအလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel လို့လည်း Subscribe လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာဒါကြောင့်ဒီနေ့လေးကိုမြန်နေထားပါဆိုင်နေကြပါစီအားလုံးကိုစိတ်နှစ်စားကျမ်းမာချမ်းသာကြပါစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ